င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်မခုတ်ကုန်နယ်မြိုင်မြို့နယ်ရှိစစ်တပ်တပ်ဆွဲထားနေရာနဲ့စစ်ကြောင်းတိုင်ကိုင်မှုဒက်စကန်ကျူသိမ်းပါရရှိပြီးစစ်သား၅ဦးထိခိုက်ဒေဆုံးကနေဦးရှင်ဖမ်းပြီးစစ်တပ်ကပြည်သူ့နှောကိုဖမ်းဆီးတပ်ပြန်မခုတ်တိုင်းမခုတ်ကုန်မြို့နယ်နဲ့မြိုင်မြို့နယ်ရှိကျန်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာနဲ့စစ်ကြောင်းတိုင်ကိုင်ရမှာစစ်တပ်စကန်တချို့သိမ်းပါရရှိပြီးစစ်သား၅ဦးထိခိုက်ဒေဆုံးကနေဦးရှင်ဖမ်းပြီးစစ်တပ်ကပြည်သူ့နှောကိုဖမ်းဆီးတပ်ပြန်ခဲ့ကြောင်းအောက်ကပ်ပီပယ်ဒီဖန်ဖို့မှတောင်းရှိသူကပြောပါရယ် စတင်မာလာ30အနေမနက်9:30မိနစ်မှာပခုံးကွန်မြူနယ်မြစ်ချင်မြို့လက်ပချောင်းကျေးရွာဖုန်ကြီးကျောင်းမှာတက်ဆွဲထားတဲ့ဂျပန်စစ်တပ်ဒေါ်လိုက်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုကမိနစ်အနည်းငယ်သာကြာမြင့်ခဲ့ပြီးဖုန်ကြီးကျောင်းနောက်ပိုင်းရှိဂျပန်စစ်တပ်ကကစ်ကန်ကုန်းစတင်ကြောင်းဂိတ်နဲ့လက်ပံကြောင်းဆက်လင်စိတ်တို့သိမ်းပိုင်နိုင်ခဲ့ကြောင်းသိရတယ်။အော်တိုမာလာတရနေ့မှာပခုံးကွန်မြူနယ်ကဲရွာနဲ့တန့်ချီရွာကိုဝင်ရောက်လာတဲ့ဂျပန်စစ်တပ်စစ်ကြောင်းကိုတန့်ချီရွာဖုန်ကြီးကျောင်းနေမှာဒေါ်လိုက်တပ်ဖွဲ့တွေကနှစ်ကြိမ်ကြာပြတ်တိုက်ခိုက်ခဲ့ကြောင်းထိုတိတိတိုက်ပွဲတွေကအော်တိုမာလာတရနေ့ကနေ9နှစ်ထိထပ်မံဖြစ်ပွားပြီး ကြက်ဖက်စစ်တပ်ကအထင်အားကပရိုမိုတာလေးစီနဲ့ပုံ၁၂လုံးကျဲချတခိုက်ခဲ့ကြောင်းသိရပါတယ်။အော်တိုမလာ၂၀နှစ်အနည်းမှာပခောက်ကုံမြို့နယ်ညောင်ချစ်ပင်ရွာနီကိုစစ်ကြောင်းထုတ်ဝေရလိုက်ကြက်ဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲထမှန်ဖြစ်ပွားခဲ့ကြောင်းနိုဝင်ဘာလ၁၀နှစ်အနည်းမနက်9:45မိနစ်ခန့်မှာမြန်မြို့နယ်ဆက်မှုနယ်ကနေဝက်ပုတ်ရွာတွင်ကိုဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးကြက်ဖက်စစ်တပ်က၅ဦးထိခိုက်သေးဆုံးကတော်လိုင်းရဲပေါ်နယ်ကြာဆုံးခဲ့ကြောင်း တိုက်ပွဲတွင်ထိနာခဲ့စစ်တပ်ကမြိုင်ဆက်မှုနှစ်ကိုပြန်လည်ဆုတ်ခွာသွားခြင်းပြည်သူမျိုးသားတောင်းနဲ့မျိုးသမီးတောင်းတို့ကိုဖမ်းဆီးတပ်ဖြတ်သွားကြောင်းတိုက်ပွဲဖြစ်ပွားနေရတဲ့ကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကနေမြင်ရှင်းလင်းပြုလုပ်စဉ်စစ်သားလောင်းချုံနဲ့စစ်တုံးဆောင်ပြည်စီချုပ်သိမ်းစရာရှိခဲ့ကြောင်းသိရပါတယ်နိုဝင်ဘာလ16နေ့မှာပခုတ်ကူမျိုးနဲ့တင်းကပ်ပြွာကနေပြူစောတီဒုကောင်စားတောင်းနဲ့နောက်လိုက်တောင်းကအရဲသားပြည်သူတွေကိုပေါ်တာဆွဲဖန်စီရင်ထွက်လာစဉ်တော်လိုင်းတပ်ဖွဲ့ကလမ်းပိုက်တနေရာမှာအရှင်ဖန်စီနိုင်ခဲ့ကြောင်းသိရတယ်။ လက်ပံချောင်းလေးစိတ်ကတိုက်ဆီရမလို့ပဲနဲ့ရခဲ့သူတို့ကတန်းချီတောင်ပေါ်ထိဆုပ်သွားတယ်တန်းချီတောင်ကလက်ပံချောင်းတန်းချီရကအဲ့လိုနဲ့သူတို့ဂိတ်ဖွင့်ထားရွာမှာတိုက်ပွဲဖြစ်တယ်စစ်ကိုတွေဘက်ကထိခိုက်ဒိဆုံးမှုကရှိပါတယ်ကျွန်တော်ဘက်ကအတိအကျအတိမပြရဘူးထိခိုက်တယ်အလောက်ပဲမြင်တယ်သူတို့ဘက်ကအေးမသာလို့နောက်ဆုပ်သွားတာအော်တိုဘား22ရက်နေ့ကတော့မနက်ခင်တပိုင်းလိုက်တောက်ပွဲဖြစ်တယ်ညောင်ကျပင်ကနေထွက်လာလို့တိုက်ပွဲဖြစ်တာကံမဘက်ကိုစစ်ကြောင်းထိုးမယ်ဆိုရင်ညောင်ကျပင်ကနေထိုးတာဘခုတ်ကုန်တဲ့ညောင်ကျပင်ကြကသူတို့ဇုံမွန်နဲ့မြောက်အော်တိုဘား22ရက်နေ့ကလေးက နေ့ကျေတဲ့ကြောဘက်ကမပယ်ရစစ်ကြောင်းဖတ်ထွင်းနဲ့ဆက်မှုနှစ်ပတ်တည်းကိုရောက်သွားတယ်။ဂျားထဲမှာလည်းတိုက်ပွဲဖြစ်တာရှိရဲ့မြေမြုပ်ထားတာအလောင်းနှလောင်းတွေ့ရဲ့မိရှုပ်ထားမျိုးတွေတွေ့ရဲ့အနည်းဆုံး၅ဦးလို့ခန့်မှန်းထားရဲ့တိုက်ပွဲကတော့အခုလက်ရှိချိန်ထိဆက်ဖြစ်နေတော့မဲ့စစ်ကွေးစစ်ကြောင်းကလည်းပြန်မဆုတ်သေးဘူးမြောင်နဲ့ပိုက်ပေါက်ဆက်မှရှိသေးတယ်။နေ့တိုင်းနေ့ပေါက်အထိတွေ့မှုဖြစ်ပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုအာကတ်ပီပယ်ဒီဖန့်ဖို့ပခောက်ကိုခိုင်လို့ကဲတန်ရတဲ့ PDLP နဲ့မဟာမိတ်ဘဝတဖွဲ့တွေကလှုံ့ဆော်ခဲ့ကြအောင်ပြည်သူများအနေဖြင့်ဂျပန်စစ်တိုင်းနေကြောင်းနဲ့အခုထူးခူးဆိုင်ကြိုင်တဲ့စေတရီရှိကြတဲ့တိုက်တွန်းမြစ်တာရက်ခံပါတယ်ဇလပီဇီကုံမြို့ရန်ကုန်ပြည်ကလန့်ပင်ရှိကောင်းကင်ပေါ event KTV မှာစစ်တလောက်ကံပြူစော်တီမူရဲ့တောက်စားပြောပါနေစဉ်ဒေါ်လိုင်းတတွေကရဲဝဲဆောင်နဲ့ဝင်အောင်ပြက်ကပြူစော်တီငောင်းနဲ့ KTV မှာမြို့သမီးနှောင်းတင်ဆောင်ခဲ့ရဲချင်းနဲ့မှာဖော်ပြဗကုတိုင်းစီကုန်းမြို့ရန်ကုန်ပြည်ကလန့်ပင်ရှိကောင်းကင်ပေါ ဟိဗန်ကေတီဘီမှာပြည်စောတိဖွဲ့ကလာရောက်မှုရဲ့တောက်စာပြောပါနေစဉ်ဒေါ်လိုက်တခွင်ချိုကရဲဝစ်ဆောင်တဲ့ဝင်ရောက်ပြစ်ခတ်ရပြည်စောတိငောင်းနဲ့ကေတီဘီမှာမြေသမီနဲ့အသေးဆုံးသွားကြောင်းရဲချင်းနဲ့အသိရတယ်။နိုဝင်ဘာလ20ရက်နေ့မနက်7:30မိနစ်ခန့်ချိန်ဇီးကုံမြို့မှတ်တုံရက်ကွက်ဆန်းရရဲရန်ကုန်ပြည်ကားလမ်းပေးရှိဟိဗန်ကေတီဘီကိုယူနီဖောင်းဝစ်စင်တာ PDF ဖွဲ့ခွန်အောင်ကဆိုင်ကယ်နဲ့ရောက်ရှိလာပြီး KDB ခမ်းမှတ်တော်မှာတချင်းစုံနဲ့စစ်တပ်လာကံပြူစော်တီကပြည်သူ့လုံခြုံရေးနဲ့အကြံဖတ်နေတဲ့ဖွဲ့ဝင်တွေနဲ့ပြည်သူ့စစ်တေကိုဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ထို့ပြစ်ခတ်တိုက်ခိုက်မှုတွင်ပြူစော်တီဖွဲ့ဝင်မျက်နှာယုံခိုင်စော်မြင့်ဦးမျိုးလင်မျိုးအောင်နဲ့ဇော်ကြီးပါဝင် KDB မှမတ်နှင်းနယ်အောင်နဲ့တင်းတင်းရီတို့တင်ဆောင်ခဲ့ကြောင်းထို့ပြင်ပြည်သူ့စစ်ဖွဲ့ဝင်အောင်သိန်းဦးရာဝမ်းပိုင်ရှက်တီတန်းတစ်ချက်ဝဲပေါင်ရှက်တီတန်းချက်ရရှိခဲ့ကြောင်းသိရတယ်။ပြစ်ခတ်မှုဖြစ်ပွားပြီးနောက်ကပ္ပစာချောင်းမှာပုံမှုကျော်လင်းသူဦးစီးတဲ့အင်အား28ဦးကမနေ့စော်ပိုင်း3နိုင်ခန့်ရောက်ရှိလာပြီးရုပ်လောင်းတွေကိုလည်းအောက်သွားကြောင်း တိုက်ခိုက်မှုတွင်ဇီကုံမာနာယာမှာထုတ်ပေးထားတဲ့ BA စစ်စီသည်တနက်တလက်လဲ PDF တစ်ဖွဲ့ကယူဆောင်သွားကြောင်းသိရတယ်။ထို့နောက်ကပ္ပစတုံးမှာပုံမှုမျိုးတန်းစော်ဦးစီးတဲ့အင်အား30တောက်ကကျိုးပင်ကောင်းမျိုးမှာစုဖွဲ့ပြီးထန်းတပင်ကြီးအကုမနဲ့6:30မိနစ်ခန့်အစတဲမီရှင်လေးလုံဆောင်နေတယ်။အဆိုပါတိုက်ခိုက်မှုကိုနက်စစ်တပ်တစ်ဖွဲ့နဲ့ကျိုးပင်ကောင်း PDZ အတို့ကပူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ပြီး G3 တနက်တလက်ဂျီပေါင်လေးကိုဂျီတောင်း80အကွင့်မဲ့နှစ်ခုတားသုံးလက်လက်ထိပ်တစ်ခုလိုသိမ်းဆည်းရရှိခဲ့ပါတယ်။ဆက်လက်ပြီးမင်းကင်းမြို့နယ်လောင်း ပြည်ရွာရွှေမော်ကိုစစ်တပ်ကလည်းရင်ဂျိုင်းကော့တိုင်းနဲ့ပုံကျဲတိုက်ခိုက်မှုပြည်သူနှောင်းတေဆောင်ပြီးဆဲဥချတိကြိုက်တဲ့အရာကရွာလုံးစွတ်ထွက်ပြေးတိန်ဆောင်နေရဇကိုင်းနဲ့မင်းကမြို့နယ်လောင်းပြည်ရွာရွှေမော်ကိုဂျပန်စစ်တပ်ကလည်းရင်ဂျိုင်းကော့တိုင်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူနှောင်းတေဆောင်ပြီးဆဲဥချတိကြိုက်တဲ့အရာကရွာလုံးစွတ်ထွက်ပြေးတိန်ဆောင်နေရကြောင်းဒေသပြည်သူနဲ့မင်းကနယ်တော်လိုင်းဖွဲ့တောင်းရှိသူကပြောပါတယ်နိုဝင်ဘာလ20ရက်နေ့မိုးလက်တနားကြောခန်းကနေစတင်ပြီးတော့ဂျပန်စစ်တပ်ကမင်းကင်းမြို့နယ်လောင်ပြာရွှေမော်ကိုတရားဥပဒေတက်ကတက်လိုက် KHW လင်းတစီနဲ့ဂျိုင်းကော့ပတာ3စီကရွှေချိန်ထက်မနဲ့ပုံကျတိုက်ခိုက်ခဲ့ပါတယ် အကြမ်းဖက်စစ်တဲ့ဗောက်ကြတိုက်ခိုက်မှုတွင်ရှင်မမလောက်ကိုင်းတဲ့ပြည်သူနဲ့အုပ်သိမ်းဆောင်မိဆယ်ဦးကျော်ထိခိုက်ဒဏ်ရာရှိကပျောက်ဆုံးသူရင်ရှိကြောင်းထို့ပြင်ဖလက်တစီနဲ့မျိုးဖောင်တစီလည်းမိလောင်နေမြုပ်ခဲကြောင်းသိရတယ်။လက်ရှိချိန်မှာလောင်ပြောင်မှနေထိုင်တဲ့ပြည်သူတွေကအကြမ်းဖက်စစ်တပ်ကလင်းကြောက်တိုက်ခိုက်မှုအထက်မှပြုလုပ်လာမျိုးဆိုရင်တော့ကြောင်းရွာလုံးကျွတ်ထွက်ပြေးတိမ်ရှောင်နေရပါတယ်။ ။ဆက်လက်ပြီးဖြူနယ်ကြောင်တကားမြို့နယ်ဆက်ကနေစပြီးစစ်တောင်းမြို့ဝယ်ပင်လယ်ထီသွားလာတဲ့ဆက်လက်တွေကိုစစ်ကြဲစဉ်စစ်တပ်ထံကိုရိတ်ခါပို့ဆောင်တဲ့ဆက်လက်ကြောင့်ဖမ်းဆီးရမိ။ဘကုန်းတိုင်းဖြူမြို့နယ်နဲ့ကြောင်တကားမြို့နယ်ဆက်ကနေစစ်တောင်းမြို့ဝယ်ပင်လယ်ဝါထီသွားလာတဲ့ဆက်လက်တွေကိုရှောင်းတခုဝင်ရောက်ဆင်ဆင်ရမှာစစ်တပ်ထံသို့ရိတ်ခါပို့ဆောင်မဲ့ဆက်လက်ကြောင့်ဖမ်းဆီးရမိကြောင်းဘကုန်း District People Defense Organization ဘကုန်းခရိုင်ဘက်ကပါတောင်းရှင်သူကပြောပါရတယ်။ အော်တိုဘလပိုင်းကစတင်ပြီးဖြွံ့ဖြွံ့နေတဲ့ကြောင်ကားမြို့နယ်ဆက်မရှိညောင်းလေးပင်ရွှေချင်းဝေါ်ကဝါထိစက်နေပင်လယ်ဝါထိစက်တောင်းမြို့ဝန်တွင်ကုန်ပစ္စည်းတင်ဆောင်တဲ့ဆက်လေခီးတဲ့တင်ဆက်လေငါဖန့်လေတဲ့တင်ဆက်လေနဲ့ဝါဖောင်တင်ဆက်လေကိုပြီးတဲ့တစ်ဖွဲ့ကရှောင်းဒီကုံရောက်ဆဲဆဲမွေလှူဆောင်နေတဲ့ထို့သောရှောင်းဒီကုံရောက်ဆဲဆဲတဲ့စက်တောင်းမြို့ဝန်နီနာရှိချက်ဖက်စစ်တဲ့တက်ဆွဲတဲ့နေရာတွေကိုပို့ဆောင်မရိတ်ခိုင်တင်ဆောင်လိုက်ဆက်လေချို့ကိုပြီးတဲ့တစ်ဖွဲ့ကဖန်စီအားရှိခဲ့ပါတယ် အလားတူနိုဝင်ဘာလ9ရက်ကလည်းပဲကုန်းခိုင်ဘက်ကဖရဲဘော်တွေကစစ်တောင်းမြဝံတွင်ဖြတ်တမ်းမောင်းနေလိုက်ကုန်းတင်ခီးတဲ့တင်ဆက်လေးတွေငါဖန့်လေးတွေတဲတင်လေးတွေဝါဖောင်းတွေကိုရန်ကန်ဝင်ရဆင်ဆင်တဲ့ဂျက်ဖတ်စစ်တပ်ထုတ်ပြန်တဲ့မြမဘီယာတွေတင်ဆောင်လိုက်ဆက်လေးကိုလည်းဖန့်စရာရှိပြီးဘီယာအလုံးကိုဖြက်စည်းခဲ့ကြဘူးကုန်းခိုင်ဘက်ကဖကထုတ်ပြန်တဲ့စစ်တောင်းမြဝံတွင်ဘကုန်းခိုင်ဘက်ကဖရဲဘော်တွေရဲ့ဆောင်စမ်းမင်းမြတ်မှုကိုကြည်ပြူစွာစစ်ဆေးပေးပါရနဲ့ဆောင်စမ်းစစ်ဆေးခြင်းဘကုန်းခိုင်ဘက်ကဖရဲဘော်တွေကိုငွေကြေးကောက်ခံမှုတစုံတရာပေးစရာမလိုကြောင်းတောင်းခံမှုရှိလာဘကဘကုန်းခိုင်ဘက်ကဖကိုတိုင်ကြားနာကြောင်းဆောင်စမ်းစစ်ဆေးမှုမခံတဲ့ ။မောင်းပြေလှော်ခတ်သွားတဲ့လေတွေကိုလည်းဂျမ်ဖတ်စစ်တပ်ရဲ့ဆက်လက်ဖြစ်တမကအပြစ်ပင်ရေးယူမှုလှုံ့ဆော်သွားမိဖြစ်ပါကြောင်းဘုကောခိုင်ဘက်ကဘတောင်ရွှေသူကပြောပါဗျာ။တို့ပြေဂျမ်ဖတ်စစ်တပ်ကအော်တိုဘလောက်ပင်ကစတင်ပြီးရေတောင်ရွှေမြို့နယ်စစ်တောင်းမြေရှင်ဘက်ကိုလည်းစစ်တောင်းထွေပိနေပင်ရရွှေတောင်းရအတင်းနဲ့ကဲလင်းစစ်ရွာတို့ကိုဇက်တိုက်မီရွှေပြည်စီကပြည်သူ90ကျော်လူသားတိုင်းပြန်ဖန်စီသွားပါဗျာ။ ဇလဗီမတရားမျိုးနဲ့နှကြီးစင်အားကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလက်နက်ကျင်တဲ့ပြင်ခတ်တိုင်းမှုပြည်သူလည်းဥဒေဆောင်မန္တလေးတိုင်းမတရားမျိုးနဲ့နှကြီးစင်အားကိုဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလက်နက်ကျင်တဲ့ပြင်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူလည်းဥဒေဆောင်ကြောင့်ဝိုင်းဆောင်မန္တလေးတောင်ဝင်ရှိသူတောင်းနဲ့တင်သားပြည်တွေကပြောတယ်နိုဝင်ဘာလ23ရက်နေ့မနက်7:00နာရီကျော်ချိန်ခန့်နှစ်ကြီးစင်ရွာကိုမတရားမျိုးပေါ်မှာတက်ဆွဲထားဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြအောင်ဂျပန်စစ်တပ်ပြစ်ခတ်တဲ့လက်နက်ကြီးကြီးတွေကနှစ်ကြီးစင်ရွာပေါ်ကြောက်ပေါက်ခွဲပြည်သူလေးဦးသေးဆုံးက နေဥတီကတရားရှိခဲ့ကြအောင်လက်ရှိချိန်မှာကျင်းရနေပြည်သူတွေကဘေးလျော်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။မတရားမျိုးဝါစစ်ခွဲရလက်နက်ကြီးနဲ့ပြည်သူနဲ့ကြီးရတဲ့အကြောင်းပေါက်ခွဲပြည်သူလေးဦးသေးဆုံးတယ်လို့သိရတယ်။ဒီကတရားလည်းလေးဦးထပ်မင်းရှိပါတယ်။တရားရတွေကပုံစံအထိမနေလို့သိရတယ်။လာတူနိုဝင်ဘာလ session နဲ့မွန်လယ်တနိုင်းကန်ကလည်းဂျပန်စစ်တပ်ကမတရားမျက်နှာမြောက်ပိုင်းရှိဂျက်ကီနာအာယုံရွှေကျင်ဖုံးကြီးချောက်ကိုလက်နက်ကြီးနဲ့ပြေကတိုက်ခိုက်ခြင်းကြောင့်ဖုံးကြီးချောင်းဝင်တွေကြောက်ပေါက်ခွဲပြီးကျောင်းဆောင်နဲ့ဆောင်မီလောင်ပြက်စီးခဲ့ပါတယ်။ စစ်ခွေးတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာချိန်ကနေလနဲ့နိုင်ခွဲကနေ၅လုံးဖြစ်တယ်။ဒီဆောင်သားပြည်သူလဲခွာနဲ့ဂျင်းစင်ရွာပဲအတဲ့ရွယ်နဲ့အမိတွေကိုကျွန်တော်ဆက်လက်ဆောင်ဆန်းဆဲပါဒီခိုက်တန်ရပြည်သူလဲဦးလဲအဲ့ဒီကြေရကပဲနာဝီတိုင်နဲ့စုနေတဲ့ပုံစံကျွန်တော်မြေပြင်ကလွေလိုင်းကအစင်မပြေဘူးတချို့ဟာရလဲကုညီပေါင်းလို့ VO MTY က Starling အလူခံနေရာလေးလည်းထည့်ပေးလို့ရရင်လုပ်ပေးပါအောင်ရှင်းဆက်ရက်တီဖို့စူးစမ်းတာမို့လို့ဘိုင်းဆော်မန်လေးမှတောင်းရှိသူကဆက်လက်ပြောဆိုပါရယ်။နားဆင်အောင်ပေးကြတဲ့အတွက်ထူးဝင်ကျေးဇူးတင်ရှိပါရယ်ရှင်။